ြေဥွင့်တွင်မြို့တပ်ပတာယာရေရှုပြင်းတွင်ဤများတဲ့ရာသီဥတုနှင့်နမေကျော်တဲ့မြို့လေးပါဒါပေမဲ့ဒီမျိုးရဲ့အရှမ်းဆုံးအခြေအနေမှာလူတွေရဲ့နှလုံးသားကိုထိန်းသိမ်းစေတဲ့တူဝဲချက်တစ်ခုရှိနေပါလေ။ဒါကတော့ကျေပွဲ၆ချောင်းဝင်တရေအင်ဂျီပါ။ဒီအင်ဂျီဟာဥတီရှိနေသေးပါ။ဒါပေမဲ့ဘယ်သူမှအနာကပ်ဖို့ဝင်ကြတော့ဘူး။ ပြည်ဦးတွင်ရဲ့လူကြီးတွေကဒီအိမ်နဲ့ပတ်သက်ပြီးဒီလိုပြောကြပါတယ်။ဒီအိမ်မှာဝမ်းနည်းမှုတွေပြည်လေဝိညာဉ်တွေကျင်းနေတယ်။သူတို့ကိုနောက်ဆက်တယ်။ဒီအိမ်ကြီးကို1923ခုနှစ်မှာပြည်တိရှာဖြစ်ကနာမည်ကျော်ဆရာဝန်ကြီးဒေါက်တာဘုံထွန်းဆောက်ခဲ့တာပါ။သူဟာပြည်ဦးတွင်ရဲ့ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ပြီးသူ့ရဲ့ချစ်ခင်နေစ တော်မြင့်မြင့်နဲ့တမီးလေးမိသားစုနှင့်ပြောရွှေစွာနေထိုင်ခဲ့ပါလေဒီဖြစ်ပျက်ကနေစပြီးဒေါက်တာဘုံထွန်းဟာစိတ်မကောင်းစွာနဲ့အင်ကြီးကိုပိတ်ကံတူရဲအထီးကျန်နေခဲ့ပါလေနောက်ဆုံးမှာတော့သူ့ရဲ့အနောင်ကိုအင်းရဲ့ဘူကိုကတသားကျိုးရန်းကထိဆွဲထားတာကိုတွေ့ခဲ့ရပါလေဒီချိန်ကစပြီး ီအင်ဂျင်ဟာထူးဆန်းတဲ့ဖြည့်ရည်တွေနဲ့ပြင်းထန်လာခဲ့ပါတယ်။ညာဘက်တိုင်းအင်ရဲ့အပေါ်ထပ်ကနေအမျိုးသမီးမူတဲ့ကလေးရဲ့တန်တွေကိုကြားရပါတယ်။အချို့လူတွေကအင်ရဲ့မန်နေမှာမိဖို့ရာရုပ်တွေကိုမြင်တွေ့ခဲ့ကြပါတယ်။ဒီဇလန်လေးကပြည်ဝင်ဝင်မျိုးရဲ့တမိုင်းဝင်တည်ရဲ့အင်ဂျီကြောင့်ပါတင်ယုံပါတလား တကယ်လို့တင်ဟာပြည်ဦးတွေမျိုးကိုရောက်မှုမယ်ဆိုရင်ညာဘက်မှာဒီအင်ဂျင်နာကိုဖြတ်သွားရင်အနောက်ဘက်ကိုလှည့်ကြည့်ရင်ဘာလို့ဆိုသူတို့ကတင့်ကိုစောင့်ကြည့်နေလို့ပါ